နေဘူးကျဲထဲမှာလူကြီးတယောက်တည်းဆိုရင်မပြောလို့ပြမဲ့အခုခါကဘောနော်ကလေးကိုပါနေဘူးတဲ့အထဲမှာဘောနော်တက်တိုင်မှာဘောနော်ကျူးတုတ်ပြီးတော့မှ ထားရသေးတယ်ပိုးတဲ့သူကဘာမှမတုတ်ပြန်တဲ့အပြင် तू ကခက်ခဲလို့ဆိုပြီးတော့မှ ပြောတယ်ပြီးတော့မှခက်ခဲလို့ तू ရုပ်ပေးကြမရှိဘူးဒါကြောင့်သူ့ကိုဥပဒေတန်းအရေးယူပါရဲလက်ထဲအပ်ပြီးပါလို့ तू ပြောလိုက်တာကိုဒီဆိုင်စင်အမဘောနော်ဒီကိုကြီးမဆမနာဘောနော်ဒီမျိုးလောက်တာဘောနော်အင်မတန်မှဝန်ထဲဆရာကောင်းပါတယ် အားလုံးမင်္ဂလာပါဒီမနေ့ကတော့ကျွန်တော်အဲ့ရထားတာလည်းပေါ့နော်ကျွန်တော် Facebook ကိုဖွင့်ကြည့်တဲ့အခါမှာဒီရဲ့ဗီဒီယိုလေးတစ်ပုဒ်တက်လာခဲ့တယ်ဒီဗီဒီယိုကိုပေါ့နော်ကျွန်တော်ကြည့်တဲ့အခါမှာပေါ့နော်တော်တော်လေးကိုကျွန်တော်စိတ်မကောင်းဖြစ်မိတယ်ဒါကြောင့်ပေါ့နော်ဒီရဲ့ဗီဒီယိုကိုကျွန်တော်လောက်အပ်ချင်ဖြစ်ပါတယ်ကျွန်တော်အမြင်ကတော့ပေါ့နော်ခိုးတာခိုးတာပေါ့နော်ဒီလိုမျိုးမလုပ်သင့်ဘူးလို့တော့ကျွန်တော်ကထင်တယ်ခိုးတဲ့သူဘက်ကိုကျွန်တော်ကလိုက်တော့မှပြောပြတာတော့မဟုတ်ဘူးဒါပေမဲ့ဒီမှာကလေးတယောက်ကိုလည်းကျွန်တော်တို့တွေ့ရတယ်အားလုံးလည်းတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကလေးကိုလည်းပေါ့နော်စောက်တုံးနေတယ် clear ပါသိမှလည်းဘုံတော့ဒီကြွေးမှာနေဘူးကျဲထဲမှာလူကြီးတယောက်တည်းဆိုရင်မပြောလို့ပြင်မဲ့အခုခါကဘုံတော့ clear ကိုပါနေဘူးတဲ့အထဲမှာဘုံတော့ဓာတ်တိုင်မှာဘုံတော့ကျူးတုပ်ပြီးတော့မှထားရသေးတယ်အခုကိုကျွန်တော်အားပြီးတော့မဟုတ်ပြီပဲဘုံတော့ဒီမှာခိုးတဲ့သူကဘာမှမတုတ်ပြန်တဲ့အပြင် तू ကခက်ခဲလို့ဆိုပြီးတော့မှပြောတယ်ပြီးတော့မှခက်ခဲလို့ तू ရုပ်ပေးကြမရှိဘူးဒါကြောင့်သူကဥပဒေတန်းအရေးယူပါရေလက်တဲ့အပ်ပြပါလို့သူပြောလိုက်တာကိုဒီဆိုင်စင်အမဘောနော် ဒီကိုကြီးမဆမနာဘောတော့ဒီမျိုးလောက်တာဘောတော့အင်မတန်မှဝန်တဲ့ဆရာကောင်းပါတယ်။သာသမီချင်းကိုကြီးစာစီချင်းနဲ့ခုမှသာသမီမရှိရင်လည်းဘောတော့ကိုမညီကိုမတော်မတွေတော့စီးမှာပါ။ကျွန်တော်ပြောချင်တာကအခုခေတ်ကလာရင်မှမေတ္တာတရားတွေရှိတာခေါင်းပါနေပါပြီ။ဒါကြောင့်ဘောတော့တရားတရားမေတ္တာထားကြပါ။အချို့ဘဝတွေကတကယ်ကိုအဆင်မပြေတဲ့ဘဝတွေအများကြီးရှိတယ်ဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်စာဆုံးတင်တော်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါခင်ဗျာ